ာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BNDF ရဲ့စစ်တေသ3တာဝန်ခံရဲဘော်ဖုံးမြင့်စော်ခေါ်ရဲဘော် TG ရဲ့ဇာပနာအခမ်းအနား2025ခုနှစ်အောက်တိုဘာလ6ရက်နေ့တရင်ကျိုးလာပြီးညတွင်အညာဒေသရှိမုံရွာမြို့နယ်ချောင်းမြို့နယ်အဆက်တနေရာ၌ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရနေသူနေမြတ်ဖြစ်တည်နေအညီဘာသာရေးတလိထုံတန်းအစဉ်လာရ တပိတ်ကောမဒီများနဲ့ပြည်သူလူထုများပူးပေါင်း၍တည်င်းကျော်စီမီတွဲကိုကျင်းပခဲ့ကြတယ်။အစောပိုင်းဘွဲကိုအချမ်းဖက်မရောက်နိုင်စစ်အုပ်စုမှည9:30မိနစ်အချိန်ခန့်မှာပါရာမော်တာစက်တက်လီထိဖြင့်လေကြောင်းမှဘုံကျဲတိုက်ခတ်မှုပြုလုပ်ခဲ့ရာကလေးငယ်များအပါအဝင်အရသာပြည်သူ22ဦးထက်မနည်းကြာဆုံးခဲ့ပြီး60ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဆိုပါဒီကတည်းကရရှိခဲ့သူများမှာအပြင်းထန်တန်ရာရရှိသူများလည်းရှိပြီးရရှိသောပြင်းထန်တန်ရာများကြောင့်နောက်ဆက်တွဲကြာဆုံးမှုများလည်းရှိလာနေပါတယ်။မိမိတို့ဗမာလူမျိုးရေးဒီမိုကရေစီတပ်ဦး BNTF ရဲ့စစ်တီတာတုံးတာဝန်ခံရဲဘော်ဖုံမြင့်စော်ခေါ်ရဲဘော်တီဂျီဟာလည်းအဆိုပါဒီကြောင်တက်ခိုက်ခံရမှုတွင်တန်ရာပြင်းထန်စွာရရှိခဲ့ပြီး2025ခုနှစ်အောက်တိုဘာလ9ရက်နေ့နနက်3:00အချိန်မှာတိုင်းပြည်နယ်ပြည်သူ့အကျိုးအတွက် အသက်ဘေးလူကြဆုံးသွားခဲ့ရပါတယ်။ရဲဘော်ဘုံမြင့်စောကရဲဘော် TG ရဲ့စာဗနာအခမ်းအနားကိုဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦးအခြေစိုက်ရာတော်လိုင်းဒေသတနီယာမှာ2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ကကျင်းပပြုလုပ်ခဲ့ကြပါတယ်။ဆိုပါစာဗနာအခမ်းအနားကို BNDF ဘုံကော်မတီတပ်ဖွဲ့ဝင်များ BNDF ဌာနသီးသီးနဲ့စစ်ဒေသအသီးသီးမှရဲဘော်များ ပြည်သူ့ကာကွယ်တပ်မတော် PDF ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖတော်လည်တပိတ်အင်အားစုများ CDM များမြို့သမီးအဖွဲ့အစည်းများပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအားဖများပါဝင်မဟာမိတ်တော်လည်အဖွဲ့အစည်းများမှတာဝန်ရှိသူများရဲဘော်များအပါအဝင်ပြည်သူလူထုမှ BNTS စစ်တေသာတုံးတာဝန်ခံရဲဘော်ဖုံးမြင့်စော်ခေါ်ရဲဘော်တီဂျီရဲ့နောက်ဆုံးခီးကိုလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်ရဲဘော်ဖုံးမြင့်စော်ခေါ်ရဲဘော်တီဂျီကောင်းရာသူကတိ လားပါစီလို့ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BNDF ကဝန်ကြီးကြီးကွဲချင်းများစွာဖြင့်ထုတ်ပြန်ထားခဲ့ကြရတယ်ဖြစ်ပါတယ်။တားငယ်တမီးငယ်တို့ဟာမိအိုဖောက်ရုတ်ထံပြန်မလာနိုင်တော့အောင်ဖောက်ထွက်ခဲ့ကြ။အကြောင်းသားလူငယ်တို့ဟာကျောင်းစာသင်ခန်းစီပြန်မရောက်နိုင်တော့အောင်ဖောက်ထွက်ခဲ့ကြ။ဒီစားဝင်ရဲဘော်ဖောက်ထွက်မျောကြီးခဲ့တဲ့တိုင်းပြည်တဲ့အရောက်တိတိကျွန်တော်ရဲဘော်တွေဆက်ရှောင်းမယ်။ ဘယ်တော့မှမရက်တံဘူးရဲဘော်ဖုံမြင့်စွန်နဲ့တကွာတော်လိုင်းအတွက်ပေးဆက်ခဲ့ကြသူအပေါင်းကောင်းရာဒုက္ခတိလာပါစေလို့ Burma Liberation Democratic Front ဗမာလူမျိုး၏ Democratic တပ် BNTF ကထုတ်ပြန်ထားခဲ့ကြတယ်ဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာတင်းကျွတ်လာပြီနေ့နေတူနေ့မြတ်ဖြစ်တာလည်းဖြစ်ပါတယ်။အဲဒီနေ့မှာ ဘာသာရေးထုံးတမ်းအစဉ်အလာများအရစီမီထုံးပွဲများကိုကျင်းပပြုလုပ်ကြပြီးအညာဒေသကပြည်သူတွေနဲ့ရဲဘော်ရဲဘက်တွေဟာအညာဒေသမှာစေကောင်းစီရဲ့ဖိနှိပ်ခံရမှုများကိုအဆိုပါဘာသာရေးထုံးတမ်းများတဲ့ကျစီမီထုံးပွဲများနဲ့အတူဆူတောင်းပွဲများကျင်းပပြုလုပ်ခဲ့ပြီးအချမ်းမဲ့စစ်တပ်ကို ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။အဆိုပါဆန္ဒပြပွဲဟာဆန္ဒပြရုံနဲ့အထိမ့်မှန်ပြုလုပ်ရုံသာဖြစ်ပြီး ဒီလိုပြုလုပ်နေခဲ့တဲ့နေရာကိုအချမ်းမတ်စေအုပ်စုကပါရာမော်တာစက်တက်လီတီဖြင့်ရွေကျက်ရှိရှိဘုံကျဲတက်ခိုက်ခဲ့ကြတာဖြစ်ပြီးတက်ပွဲဖြစ်ပါခြင်းမရှိစီရေးပြမှတ်မဟုတ်တဲ့နေရာတစ်ခုကိုရွေကျက်ရှိစွာတက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါတက်ခဲ့မှုမှာကလေးငယ်များအပါအဝင်အယက်သားပြည်သူ22ဦးထပ်မင်းတိတ်ဆုံးခဲ့ပြီး60ကျော်တရားရရှိခဲ့ပါတယ်ဖြစ်ပါတယ်။ဂျမ်ပတ်အုပ်စုရဲ့လူမဆန်တဲ့လုပ်ရည်တွေကတော့ပြောလို့တော့ကုန်မယ်မထင်တော့ပါဘူး။အညာဒေသမှာလည်း ီသူတွေနဲ့ရဲဘော်တွေဟာဒါမျိုးတွေလောက်ကိုလုံနေရမှာဖြစ်ပါတယ်သူတို့ရေဒီအညာဒေသမှာဘလောက်ခက်ခဲစွာရှင်သန်နေရကြောင်းချမ်းပတ်စစ်အုပ်စုကဘလောက်ထိဖိနှိပ်နေကြောင်းကိုမြန်မာနိုင်ငံအရေးရကပြည်သူလူထုတွေနဲ့ကဘာကိုဒီလိုနည်းတွေနဲ့ထုတ်ဖော်ပြရမှာလည်းဖြစ်ပါတယ်သူတို့ဒေသတွေဟာမအေးချမ်းနေကြောင်းမငြိမ်းချမ်းနေကြောင်းနေစင်နဲ့မြဘလူခံစားနေရကြောင်းကိုဆန္ဒထုတ်ဖော်လေးလုပ်တာတောင်မှစစ်အုပ်စုကမခံမရနိုင် ဒီ ठी နဲ့ဘုံကျဲတယ်ဆိုတော့ကျွန်တော်တို့အရှိမလဲဒီလိုရက်ဆက်တဲ့လုပ်ရက်တွေကိုလုပ်ခဲ့တာတွေကိုလည်းကျွန်တော်တို့အချိန်ကြီးခါခါမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ကျွန်တော်ဒီဗီဒီယိုကိုအတန်သွင်းနေတဲ့အချိန်မှာလဲချင်းပြည်နယ်မှာရှိတဲ့စာတင်ကျောင်းတစ်ကျောင်းကိုစစ်ကောင်စီတပ်ကလေနဲ့ဘုံကျဲကြခဲ့လို့ကလေးငယ်နှစ်ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိကြတဲ့တင်းတွေလည်းမြင်တွေ့ရပြီးဖြစ်ပါတယ်။ဒါမျိုးစီးပြတ်မှတ်မဟုတ်တဲ့စာတင်ကျောင်းတွေ လေးတွေနေထိုင်နေတဲ့နေရာတွေပြည်သူတွေနေထိုင်နေတဲ့သူတို့ကိုဘာမှရံမပြုတ်တဲ့လူတွေကိုလက်နက်အားကိုနဲ့ဒီချောင်းကနေဘုံကျဲတိုက်ခိုက်နေတာများလာပါပြီဒီလိုဆေးရသွေးမှုတွေကိုကျူးလွန်ကယ်ပေါင်းလဲများပါပြီကျွန်တော်တို့ကဒီချိန်မှာမှကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်နေတဲ့ကျွန်တော်တို့ရဲ့မတရားခံရမှုတွေအတွက်ကျွန်တော်တို့ကိုယ်တိုင်မှမတွန်းလှန်ရင်တသက်လုံးအဖိနှိပ်ခံသွားပြီးကျွန်တော်တို့ကိုယ်တိုင်နဲ့နောက်မျိုးဆက်တွေကလည်းဒီအချမ်းဘတ်စစ်ကောင်စီရဲ့ လက်အောက်မှာခက်ခဲကြက်တဲစွာ ရှင်သန်သွားဖို့ပဲရှိပါတယ်ကျွန်တော်တို့မျိုးဆက်မှာဒီဆရာနာရှင်တွေကို အမြင့်ဖြစ်အောင်တိုက်ထုတ်မှာပဲဖြစ်မှာပါအဲ့တို့ကြောင့်ကျွန်တော်တို့ကတော်လိုင်းမှာနေ့ရက်တိုင်းပါဝင်နေကြဖို့အမြဲတမ်းတိုက်တွန်းနေရတာလည်းဖြစ်ပါတယ်ဒီလိုတိုက်တွန်းနေရခြင်းဟာဒီလိုအဖိနှိတ်ခံရမှုတွေဒီလိုမတရားခံရမှုတွေကိုနောက်ထပ်နောက်ထပ်အဖြစ်စေခြင်းလို့တဲနေလျောင်းမြင်းဆောင်မကျန်တော်လန်တိုက်ပွဲဝင်ရဖို့တိုက်တွန်းနေရတာဖြစ်ပါတယ် ဖိနေခံပြည်သူလူလွတ်မြောက်ဖို့အတွက်တရားရေးဘက်ကနေလက်နက်ကင်တော်လိုင်းရင်းမြင့်မြတ်စွာအသက်ပေးသူကြဆုံသွားခဲ့ရတဲ့ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ် BNDM မှစစ်တေတာ3တာဝန်ခံရဲဘော်ဖုံမြင့်စော်ကရဲဘော် TGR ကျွန်တော်တို့ support ပေးတဲ့မြန်မာပါတဲ့အလေးပြုမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်ရဲ့ဆွလွန်နေလာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီနေ့ဦးတော်လိုင်းတမိုင်းကဘယ်တော့မှမေ့သွားလိမ့်မယ်မဟုတ်ပါကြဆုံခဲ့ရတဲ့ရဲဘော်ကောင်းရာသူကတိလားပါစေ ဖက်စစ်ဂျမန်ဆရာနိုင်ရှင်တွေကိုအမြင့်ပြည့်ချေမုံရင်မြို့တော်တိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာသာနူရဲ့အကြောင်းကိုခြေခွဲဝင်တဲ့ဂုံယူလေးစားခြင်းများစွာဖြင့်အလေးပြုမှတ်တမ်းတင်နေတဲ့ Support PDF မြန်မာ YouTube Channel ကိုနားဆင်နေကြတာပဲဖြစ်ပါတယ်။ Support PDF မြန်မာ YouTube Channel ကိုကြည့်ရင်တော်တိုင်းမှာရှောင်းတနေရာကနေပါဝင်ရဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ ီစဉ်မာမြေရေစုနေတို့ဘောရမ်းရောက်ဒိုင်နိုင်လို့ရေ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 ကြောက်ကတူอยู่ในเซ ွားနိုင်ပါငါအတွက်အပြည့်ရှာနေတော့ကောင်းရာသူရင်းလာပါလိအချို့တွေဘယ်မှာလို့ရရဲ့ဒီမိုကရေစီတဲ့ဦး夜马，不飘人家忙了你在，不要太。 မြင့်မြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ဟီမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမန်ရဲ့စာမျက်နှာတွေမှာ မှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှ မမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရဲ့အတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်ရွေပဲဖြစ်စီလက်နက်မကင်ရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရေးဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင်အနေနဲ့ မြဲမပြတ်ပါဝင်နေရဖို့ကိုလည်း support PDF ရဲ့ညီမကတိုက်တွန်းလိုက်ရပါတယ်။အရေးတော်ဘုံအောင်ရမည်။အာရရှင်ရဲ့ဆုံးမယ့်ရည်